အခြေခံအဆင့်နဲ့ပြောရမယ်မေလျော်သူဆိုတာဘယ်လိုပုံကုတ်မျိုးတော့လို့ဆိုရင်ဘဝတစ်ခုရလာလူ့ဘဝရလာပြီးတော့နေစဉ်နဲ့အမျှစာဝတ်နေရေးကိစ္စတွေကလုံးမန်းလေစာဝတ်နေရေးကိစ္စလုံးမန်းတဲ့အခါမှာတရားတဲ့ဤဖြစ်စေမတရားတဲ့ဤဖြစ်စေဤမျိုးစုံအုံးချပြီးတော့စာဝတ်နေပြည့်စုံမှုလုတ်ပြီးကုသိုလ်အကုသိုလ်ဓာရီကိုမစင်စားပဲနဲ့ ဒုစရိုက်လည်းလှုပ်တာပဲဂျုံဂျုံလိုလှုပ်ပြီးတော့ကုသိုလ်အကုသိုလ်လုံးဝမစင်စားပဲနဲ့သာဝနေရေကိုလှုပ်နေတဲ့ပုဂ္ဂိုလ်ဟာဒါနံပါတ်1အခြေခံအဖြစ်မေးလျော့နေတဲ့ပုဂ္ဂိုလ်ဒုစရိုက်လုပ်ငန်းနေတယ်ပဲတနေ့တာအချိန်ကုန်သွားရင်ဒါလုံးဝမေးလျော့တဲ့ပုဂ္ဂိုလ်ပဲအဲ့ဒါလို့လုံးဝနေလျော့နေတဲ့ပုဂ္ဂိုလ်ဟာပမတ္တသနာမစတ္တရောအပါယတကခေဟာတရိတာလို့ဆိုတဲ့အတိုင်း သူ့ရဲ့အလားအလာဟာသူသွားရမယ့်နေရာဟာအပယ်လေးပုံသာဖြစ်တော့မှာပဲဒါကြောင့်မို့လို့ဒီပမတ္တာဆိုတဲ့မေလျော်သူအခြေခံအဆင့်အစိုးဆုံးအဆင့်ပဲလို့ဒီလိုပြောရမှာဖြစ်တယ်ကဲနောက်တီးတဲ့အဆင့်မြင့်လာတဲ့အခါကျတော့ကြည့်လူစလိုက်တွေနဲ့တော့အသက်မမွေးဘူးကုသိုလ်ကောင်းမှုယမယံခါလုပ်တယ်နော်ကုသိုလ်ကိုယမယံခါတတိယလည်း လုတ်တဲ့အခါလုတ်တယ်မလုတ်တဲ့အခါမလုတ်ဘူးပေါ့အဲ့ဒါလို့နေတဲ့ပုံကမျိုးကလည်းရှိသေးတယ်အဲ့ဒါလို့နေတဲ့ပုံကမျိုးကတာမန်အားဖြင့်ဒါနကုသိုလ်လေးသာလုတ်တယ်သီလဆိုတာမဆောက်တည်ဘူးဒါနကုသိုလ်လေးတော့ယမယခါလုတ်တယ်ဆိုတဲ့ပုံကအထက်သီလရှုတော့ကနေကြည့်မယ်ဆိုရင် သူ့ကိုမေးလျော့လို့ပဲခေါ်သေးတယ်ခုနက ဒုစရိုက်တွေလှုပ်တဲ့လူကနေစာပြီးကြည့်မယ်ဆိုရင်သူ့ကိုမမိတ်မလျော့သူလို့ပြောလို့ရတယ်။သို့သောသူဟာသီလကိုမဖြည့်ကျင့်သည့်အတွက်ကြောင့်သူ့ကိုမိတ်လျော့သူလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်သူဟာကိုချင်းသီလပြည့်စုံဖို့ရန်အတွက်မိထားတဲ့ပုဂ္ဂိုလ်ဖြစ်သူ့ကိုမိတ်လျော့သူပဲ။အဲ့တော့ဒါနကောင်းမှုလေးတော့သူရှိတယ်သီလမရှိဘူး။သီလမရှိသည့်အတွက်ကြောင့်သူ့ဘဝဟာ ဒါနကောင်းမှုကအကျိုးပေးတဲ့အခါချမ်းသာဒုက္ခရနိုင်တော်လဲပဲသီလမပြည့်စုံသည့်အတွက်ကြောင့်ဒါနကောင်းမှုရဲ့အကျိုးကျေးဇူးကိုပြည့်ပြည့်ဝဝခံစားရမှာမဟုတ်ဘူးလို့ဒီလိုပြောနိုင်ကဲဘယ်လိုမခံစားရတာရောလို့ဆိုစဉ်းစားကြည့်လေဒါနကောင်းမှုလုပ်သည့်အတွက်ကြောင့်လူ့ဘဝမှာလူလာဖြစ်တယ်လူလာဖြစ်တယ်လူလာဖြစ်တဲ့အခါမှာပစ္စည်းဥစ္စာကျွယ်ဝချမ်းသာသို့တော်သီလနဲ့မပြည့်စုံတဲ့အတွက်ကြောင့် ရတဲ့ပစ္စည်းဥစ္စာလည်းခဏခဏပြက်တယ်လူကလည်းကျန်းမာရေးမကောင်းဘူးအသက်တိုတယ်ယောဂါများတယ်ဆိုဘယ်ချိန်သွားခံစားမလဲနော်တိလမလုံတဲ့ပုံကိုရဲ့ရရှိလာတဲ့အစီအစဉ်ဥစ္စာဟာဘာမှအတိတ်ပဲမရှိတော့ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဒီတိလလုံမှ လူတွေဟာကျန်းမာမှုတို့ပစ္စည်းဥစ္စာခိုင်မာမှုတို့ဆိုဖြစ်တာပေါ့ တရားမလိုဘူးဆိုလို့ရှိရင်ဒါတွေမရဘူးမရသည့်အတွက်ကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကသူ့အတွက်အသုံးမဝင်တယ်လို့ဖြစ်တတ်တယ်ပေါ့ဒီစိဥ္စာတော့ပေါ်ပါရဲ့ယောဂါတွေကထူပြောနေတယ်ငငယ်ရွယ်နဲ့တည်တယ်အသက်တူတယ်ဟောတီလမရှိဘူးဆိုဒါမှအသက်ရှိတဲ့ပုဂ္ဂိုလ်တွေကြလူတွေကပြောတယ်နော်တီလကောင်းလိုက်တာတီလကောင်းလိုက်တာနဲ့ချစ်အေးဒါကြောင့်မို့လို့ တဖက်ကကြည့်မယ်ဆိုရင်ဒါနတော့လုတ်ဖို့ရသည့်အတွက်ကြောင့်သူကမမေ့မလျော့သူလို့ပြောနိုင်တော့လေတီလာကိုမေ့ထားသည့်အတွက်ကြောင့်သူကထက်ကနေကြည့်ရင်တော့မေ့လျော့သူလို့ပဲပြောရအောင်မယ်အစင်းစင်ပြောသွားတဲ့သဘောဒါချင်းကောင်းပြီဒါနလည်းလုတ်တယ်တီလာလည်းလုတ်တယ်နှစ်ခုစလုံးကုသိုလ်ကောင်းမှုတွေလုတ်တယ်အဲကုသိုလ်ကောင်းမှုတွေလုတ်သည့်အတွက်ကြောင့်ခြေကအပြည့်သူကမမေ့မလျော့သူလို့ခေါ်နိုင်တော့လည်းပဲ ဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုကိုလုံးဝမလုပ်ဖဲနေသည့်အတွက်ကြောင့်သူကမေးလျော့သူလို့တစ်ခါခေါ်ပြန်တယ်။အဲ့တော့မေးလျော့သူလို့အခေါ်ခံရမဲ့အတိုင်းအတာတွေကဘယ်ထိအောင်သွားနိုင်နှုံးဆိုလို့ရှိရင်ယန္တာဖြစ်သည့်အထိပဲ။ယန္တာဖြစ်သွားမှ မေးလျော့သူ အဖြစ်ကလွတ်မယ်တဲ့။ယန္တာမဖြစ်သေးသမျှတော့မကြိုးစားဘူးဆိုရင် မေးလျော့သူပဲရောက်။ဒီလိုဆိုလိုတာ။ဒါကြောင့်မို့မြတ်စွာဘုရားကဒီ ရဟန်းတော်တွေဆိုလို့ရှိရင်သောတပန်ဖြစ်ပြီးတဂရကဖြစ်အောင်တဂရကဖြစ်ပြီးအနာကဖြစ်အောင်အနာကဖြစ်ပြီးရဟန်းဖြစ်အောင်ကြိုးစားမကြိုးစားဘူးဆိုလို့ရှိရင်မေးလျော်သူလို့သတ်မှတ်တယ်အဲ့တော့အပမဒလို့ဆိုတဲ့တရားရဲ့ပြည့်ပြည့်စုံစုံဟာဘယ်ကြမှာပြည့်ပြည့်စုံတော့ဆိုရင်ကိလေသာတွေအလုံးကုန်သွားတဲ့ရဟန်းဖြစ်တဲ့အခါကျတော့မှအပမဒရဲ့ဘဝပြည့်စုံတယ်လို့ဒီလိုဆိုလို့ရတယ်နော် အဲ့ဒါကြောင့်မို့မမေ့မလျော့သူဆိုတာဟာယန္နာဖြစ်မှဒီနာမည်အပြည့်အဝရနိုင်တယ်။ဂျန်တဲ့အချိန်ကျတော့ရှုထောင့်တစ်ခုဒီ aspect ပေါ့လေရှုထောင့်တစ်ခုအနေနဲ့ကဒါလေ तू ကမမေ့မလျော့သူလို့ခေါ်လို့ရသို့မဟုတ်ရင်တော့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မေ့လျော့သူလို့ဒီလိုပြောရဥပမာမဲ့သောတာပန်ဖြစ်တယ်သောတာပန်ဖြစ်ပြီးတဲ့နောက်မှာ တရားဓမ္မကိုနှလုံးမသွင်းမဲ့နေရင်မြတ်စွာဘုရားကမေးလျော့သူလို့ပဲခေါ်ပြန်တယ်။တဂရကံဖြစ်တယ်အနာကံဖြစ်ဖို့မကြိုးစားဘူးဆိုရင်မေးလျော့သူလို့ပဲခေါ်တယ်။ယန်းအနာကံဖြစ်ပြီးတော့ယန်းနဲ့ဖြစ်အောင်မကြိုးစားသေးဘူးတရားမထုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကလည်းမေးလျော့သူလို့ပဲခေါ်တယ်။ဒီလိုအစစ်နဲ့ခေါ်သွားတယ်။အဲ့ဒါဟာတုတ်တန်တစ်ခုရဘုန်းကြီးတို့တွေစဉ်းစားကြည့်။မြတ်စွာဘုရားဒီ ကပိလနေပြည်တော်နေကြောရအောင်ကြောင်းမှသတင်းသုံးနေတဲ့အချိန်နန္ဒီယဆိုတဲ့တာဂေဝမင်းတယောက်ရှိတယ်။အဲသူတို့ကတရားဘက်ကနေစိတ်ဝင်စားကြတယ်နန္ဒီယတို့မဟာနာမတို့ခောရတို့ဆိုတာမြတ်စွာဘုရားလက်ထက်ကဒီဘုရားကျောင်းတော်လမ်းလာပြီးတော့မိကုန်နေပေးကြတယ်တရားနာကြတယ်ဆိုတဲ့ပုံစံတွေလည်းပါတယ်ပေါ့နော်အဲ့ဒီထဲမှာ ်တန်တိယဆိုတဲ့တိုက်သူမင်းကမြတ်စွာဘုရားကိုတနေ့ကျတော့ရှောက်တယ်သူကသူရှောက်တာကသောတာပန်အခြေခံအနေနဲ့သူရှောက်တယ်အဲ့တော့သောတာပန်ဆိုတာလေးကိုနည်းနည်းရှင်းပြီးတော့ပြောကြည့်အောင်သောတာပန္နဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်အခုခေတ်မှာသောတာပန်သောတာပန်နဲ့တော်တော်ပြောကြတယ်ပေါ့အဲ့တော့သောတာပန်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုသောတာပန်ခေါ်တာလဲ သောတာပန္နဆိုတဲ့အဓိပ္ပာယ်ကသောတာအာပန္နလို့ပုံပြစကလုံးဆိုတာအမတမတိတိကျကျပေါ်ပြထားတာသောတာဆိုတာဘာကိုပြောတာလဲလို့ဆိုရင်မက္ကိရှိပါကိုသောတာလို့ပြောတာသောတာဆိုတာဒီနေရာမှာနားကိုပြောတာလည်းမဟုတ်ဘူးသောတာဆိုတဲ့ပါဠိစကားကနားကိုခေါ်တာရှိတယ်ရေစီးကြောင်းကိုခေါ်တာရှိတယ်စကလုံးကအဓိပ္ပာယ်နှစ်ခုခေါ်တယ်ပေါ့ နာရဲ့ရေစီချောင်းရင်ဒါမို့ဟိုသတင်းကျင်ညာတဲ့အခါကျတော့နာတော်တာစင်ညာပါဆိုတော့အဲ့ဒါနာကိုပြောနော်တော်တာစင်နေဆိုတာနာကိုပြောရေစီချောင်းကိုပြောတဲ့အခါကျတော့လည်းပဲတော်တာလို့ပြောတယ်အဲ့တော့ဒီနေရာမှာတော်တာဟာရေစီချောင်းကိုရည်ညွှန်းတယ်ရေစီချောင်းဆိုတာတင်စားထားတဲ့ဇာတ်တခုပဲမဂ္ဂင်၈ပါးကိုရေစီချောင်းလို့တင်စားလိုက်တာ အဲ့တော့သောတာပန္နဆိုတာသောတာဆိုတဲ့မြခင်ရေစီးချောင်းတဲကို အာ ပထမဆုံးအနေနဲ့ပန္နရောက်သွားသူလို့ဒီလိုအဓိပ္ပာယ်ရတယ်။အဲ့တော့သောတာပန်သောတာပန်လို့ခေါ်တာဟာနိဗ္ဗာန်ရေစီးချောင်းတဲ့မြခင်၈ပါးဤဟူသောနိဗ္ဗာန်လမ်းချောင်းတဲကို ပထမဆုံးဝင်ရောက်မိသူလို့ဒီလိုအဓိပ္ပာယ်ရတယ်။ဒီလိုဆိုလိုတာနော်။ဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ စရီအင်တာရာလို့ပြန်စရီဆိုတာကျေးဇူးကြောင့်ပဲအဲတချို့ကတော့စရီဝင်နာလို့ပြန်တာလည်းရှိတယ်ဒါပါဠိနဲ့ kait အောင်ပြန်မယ်ဆိုရင်ဒါစရီအင်တာရာပထမဆုံးနိဗ္ဗာန်လမ်းကြောင်းနဲ့ရောက်သွားတယ်လမ်းကြောင်းနဲ့ဝင်သွားပြီးလိုင်းပေါ်တက်သွားပြီလို့ဒီလိုပြောလို့ရတယ်ဘယ်လိုင်းနှုံးဆိုတော့နိဗ္ဗာန်သွားတဲ့လိုင်းနိဗ္ဗာန်သွားတဲ့လိုင်းဆိုတာမဂ်ရှိပါအဲတော့မဂ်ရှိပါဟာဝိပဿနာချက်နဲ့အဆင့်နဲ့မကဘူးသူက ဝိပဿနာတဲ့အဆင့်မြင့်တဲ့မဂ္ဂလို့ဆိုရက်ဒီ unity တစ်ခုပေါ့မဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့စွမ်းအားပြည့်တဲ့တမာဒိဋ္ဌိတမာသင်္ကပ္ပတမာဝါစာတမာကမ္မန္တတမာအာဇီဝတမာဝါယမတမာတတိတမာသမာဓိဆိုဒီ၈ခုဟာစုစည်းလိုက်တဲ့အခါကျတော့စွမ်းအားတွေပြည့်သွားအဲ့ဒီစွမ်းအားပြည့်သွားတဲ့ဒီ၈ခုကိုပဲမဂ္ဂလို့ခေါ်လိုက်တာ ဲ့ဒီမေဃဆိုတဲ့လမ်းကြောင်းလေးကိုပထမဆုံးရောက်ရှိလာတဲ့ပုဂ္ဂိုလ်ကိုသောတပန်လို့ပြောတာเนาะသောတပန်ဖြစ်တဲ့သောတပန်ဖြစ်တဲ့ဆိုမေဃရှင်ပါလမ်းကြောင်းပေါ်မှာပထမဆုံးဝင်ပြီးသွားတဲ့ပုဂ္ဂိုလ်